ဒီနေ့မှာတော့နီယွန်ကထုတ်လုပ်ထားတဲ့ Together 2025လက်ကဘာသာရေးအရာစီမံပုံတွေနဲ့ဘာကြောင့်လူတွေကခန္ဓာကိုယ်တစ်ခုထဲမှာပေါင်းစည်းနေထိုင်ကြတယ်ဆိုတာကြည့်လိုက်ကြရအောင်ဒီကားထဲမှာတော့ဘာသာရေးယုံကြည်သူလူတစုကအရင်ခေတ်ကလူသားတွေဟာကောင်းတဲ့လုံးလက်လေးဘက်နဲ့ခြေထောက်လေးချောင်းပါတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတယ်လို့ယုံကြည်ထားမှရတယ်။အခုအချိန်မှာတော့လူသားတွေကအရင်လိုမဟုတ်တော့ဘဲယခုမြင်နေရတဲ့ပုံစံမျိုးလေးတွေပေါ့ ဒါဝိသိပ်ဘဝင်မကြလာတဲ့ရှေးဘာသာကြီးယုံကြည်သူတွေဟာလူတွေကိုအရင်ကလိုဖြစ်အောင်နှီးမျိုးစုံနဲ့ကြိုးစားပြီးနောက်ဆုံးမှာတော့ခန္ဓာကိုယ်တစ်ခုထဲမှာပေါင်းစည်းနေနိုင်မဲ့ရေရင်းကြီးကိုရှာဖို့တွေးရှိခဲ့ကြတယ်ပေါ့အဲ့ကလေးကဘာသာကြီးယုံကြည်သူလူအ ਨੇ စုကအချင်းချင်းခန္ဓာကိုယ်တစ်ခုထဲမှာပဲပေါင်းစည်းနေထိုင်ကြတာအခုချိန်ထိပဲကျွန်တော်တို့လူသားတွေရဲ့နေ့စဉ်နေ့တိုင်းမှာရေဟာမရှိမဖြစ်အရေးကြီးဆုံးဆိုတာအားလုံးလည်းသိတယ်ရေကိုတောက်လိုက်ရင်ခန္ဓာကိုယ်အနှံ့ကိုရောက်သွားတယ်လို့ခံစားရတယ် ဲဒီမှာလည်းရေတွေကခန္ဓာကိုယ်အနှံ့ကိုစီးဆင်းပြီးအချင်းချင်းပိုးကပ်နေထိုင်မှုလုံ့ဆော်ပေးတယ်လို့ပြောလို့ရတယ်။ထင်နဲ့မီလီတို့ပြောင်းလာခဲ့တဲ့အနီးပတ်ဝန်းကျင်နာကအိမ်တွေရဲ့တကားအရှိတွေမှာဘာသာရေးခေါင်းလောင်းတွေကိုတွေ့ရတဲ့တဲ့ဆိုတော့ဒါဟာနှစ်လွှာပေါင်းထားတဲ့ဆွေတော်ရဖြစ်နေပြီးသားလူတွေလို့တက်အပ်ပြောလို့ရတယ်။နောက်ပြီးခေါင်းလောင်းတွေကိုတောနဲ့ရဲ့နေရာတိုင်းနှိပါမှာတွေ့ရတာကြောင့် တစ်ချိန်ကတော်တော်လေးကိုခီးရောက်ခဲ့ပုံပဲအမီလီကဂျေမီရဲ့အိမ်ကိုသွားလုံးကလည်းအိမ်ရှိမှာအဲ့လိုမျိုးပုံစံတူခေါင်းလောင်းတွေကိုတွေးကြရပါတယ်ဂျေမီ TV မှာဖွင့်ပြခဲ့တော့ကပေါ်ပေါ်ထင်ထင်ပြုတ်လုခဲ့ကြပြီမဲ့နောက်ပိုင်းမှာတော့လူတွေကလက်မခံတော့လို့ဖျက်ဆီးခံလိုက်ရတယ်လို့ထင်တယ်ဒါပေမဲ့လည်းယုံကြည်သူတွေကတော့ဆက်လက်လှုပ်ဆောင်နေသေးဖြစ်ပါတယ်သူဆန်းနဲ့ဘာသာရေးကျောင်းထဲကရေကိုတောက်ပြီးတဲ့လူနှစ်ယောက်ဟာတယောက်ရဲ့လိုအပ်ချက်နဲ့စိတ်ခံစားချက်တွေကိုတယောက်ကခံစားသိရှိလာမယ် သွားရင်တယောက်ရဲ့လိုအပ်ချက်ကိုတယောက်ကဖြည့်ဆည်းပေးရင်နဲ့နောက်ဆုံးမှာတော့နှစ်လွာပေါင်းတဲ့ဆွေတော်ရဲ့လေးဖြစ်သွားကြမယ်ပေါ့ဒီနေရာမှာတယောက်နဲ့တယောက်ခံစားချက်တွေကိုတွန်းလှန်နေမယ်ဆိုလို့ရှိရင်တောင်တက်ရင်ပျောက်ဆုံးသွားတဲ့ဇုံတွဲလိုပုံစံမျိုးဖြစ်သွားမှာပါကျွန်တော်တို့ဘဝမှာလည်းချစ်သူတွေအချင်းချင်းလက်ထပ်ပြီးတဲ့နောက်မှာတယောက်ကိုတယောက်ဖေးမဖို့စိတ်ခံစားချက်တွေကိုမျှဝေဖို့မိနေတကြပါလေ ဒီမှာတော့ထင်နဲ့မီလီကတယောက်နဲ့တယောက်စိတ်ခံစားချက်တွေနဲ့လိုအပ်ချက်တွေကိုအတူတူမျှဝေလက်ခံလိုက်ပြီးရဲ့နောက်မှာတော့နှစ်လွှာပေါင်းနဲ့ဆွဲတော်ရလေးဖြစ်သွားပါလေ။ဘဝမှာလည်းကိုချင်းရတဲ့သူတွေနဲ့လက်ထပ်ယူပြီးရင်တယောက်နဲ့တယောက်အခက်အခဲတွေကို အတူတူရင်ဆိုင်ဖို့ခံစားချက်တွေကိုမျိုးသိမ့်မထားဖို့နဲ့အတူတူလှုပ်ဆောင်ရင်မဖြစ်နိုင်တာတွေကိုပါဖြစ်လာနိုင်အောင်လှုပ်လာနိုင်မယ်ဆိုတဲ့ message လေးကိုပေးသွားပါလေ။